အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးတွေကိုရန်ကုန်မြို့မှာကျင်းပခွင့်နေရာမပေးပေမဲ့ကြည်မြင့်နိုင်နတ်ဆင်လန်လူ့အခွင့်အရေးရုံးမှာနေရာပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေခန်းနာကိုရန်ကုန်မြို့အထက်ကြီးမနိုင်ညစည်းအနီးကခရစ်ယာန်ဖျားเจ้าမှာကျင်းပဖို့စီစဉ်ထားပေမဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြုလုပ်ခွင့်မပေးတာကြောင့်ဒီဇင်ဘာ10ရက်နေ့ညနေ9နာရီမှာနေရာပြောင်းလဲကျင်းပသွားမှာပါ။ဘာကြောင့်ဒီနေ့မှတောက်ရက်လဲဆိုတော့ဒီလိုလူလူကြားထဲမှာကြဲကြဲပြန့်ပြန့်နဲ့အလုံးနဲ့ လုံမဲ့အလုပ်တွေကိုသူတို့သဘောကျလိမရှိဘူးရသူတိတ်သဘောမကျတတ်ဘူးအဲ့ဒါတချောင်းပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒီပြောင်းလဲနေတယ်ဆိုတော့ဟောလာခုနဟိုချိန်းပေါ့ဗျာနော်လူ့ဖွဲ့စည်းပြောင်းလဲနေတယ်ဒီမိုကရေစီရေးတွေအဲ့ဒါပုံပုံခိုင်မာလာနေတယ်သူတို့ယုံကြည်နေတဲ့အချိန်မှာသူတို့ဘက်ကနေပြီးတော့ဒီလူ့ခွင့်ကိုတစီကြောက်တယ်လို့ကြောက်တုံးမယ်လို့ကျွန်တော်ကထင်လို့သာအဲ့လိုပဲကျွန်တော်ထင်မိမိတယ်69နှစ်မြောက်ပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေကို လူအခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ကနေစေချိန်မြောက်ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ် Open Ceremony လို့ခေါ်တဲ့ဖွင့်ပွဲထိမ့်မှတ်ကလေးကိုအဲလုပ်မှာပါအဲနိုင်ငံတကာတာဝန်ကြီးတချို့ကလည်းပူးပေါင်းကူညီမယ်လို့ကျွန်တော်တို့အတည်ပြုပြီးသွားပါပြီလူခွေရေးကာကွယ်မြင့်တင်သူများအဖွဲ့ကရုံးရှိလန်းအတွင်းမှာပဲ ပျော်ပွဲရှင်ပွဲကစားစရာအင်ကြီးစာအုပ်စားစရာတွေကိုလှူဒန်းမှုနဲ့အခြားလှူရှားမှုတွေကိုပါကလေးတွေနဲ့အတူပြုလုပ်သွားဖို့ရှိပါတယ်။ရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့ child right ပေါ့နော်။ကျွန်တော်တို့တိုင်းပြည်မှာအနာဂတ်ကအနာဂတ်ကံကြမ္မာဒီကလေးတွေထက်ထက်မှာပဲရှိတယ်။အဲ့ဒီကလေးတွေကလူခွင့်ရေးသိဖို့လိုအပ်တယ်။ခစ်ကိုခစ်ပြန်ပိုင်သွားပါလိမ့်မယ်။အဲ့တော့ဒီကလေးတွေကိုကျွန်တော်တို့ကအလေးအကျဉ်းနဲ့ပြီးတော့အလေးအထားတွေဖြစ်အနာဂတ်လူအဖွဲ့အစည်းရဲ့ကံကြမ္မာကိုဖန်တီးခြင်းလို့ဒီကလေးတွေနဲ့ပူးပေါင်းဆောင်ရွက်တာပါ။ လူခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့က2006ခုနှစ်တည်းကစတင်လှုပ်ရှားလာခဲ့ပြီးနှစ်စဉ်နှစ်တိုင်းလူခွင့်ရေးနေ့ကိုကျင်းပခဲ့တာပါဒီနှစ်မှာတော့ရန်ကုန်တိုင်းဆိုရအဖွဲ့ကဝန်ကြီးချုပ်ကိုစားလက်မှတ်နဲ့ခွင့်မပြုခဲ့တာဖြစ်ပါတယ်ကျမလေးလေးမောင်မ